။ဆရာထွတ်တယ်45တိပြမွေးနေ့လူပါတဲ့အလူတော်ငွေ15သိမ့်ပါနော်။ကိုဆရာဝင်းဆရာဝင်းထွတ်45တိပြမွေးနေ့ပါတဲ့သမီးဘေးရတယ်ရန်ကုန်ကပတာ။အင်းအဲ့လိုတော့မပြောဘူး။ဟာကိုဆရာဝင်းထွတ်45တိပြမွေးနေ့မှဒီနောက်အသက်120တိုင်းမှာဒီနေ့အလူရှင်ကကိုဇေယဝင်းထုတ်က45နှစ်ပြည့်မွေးနေ့လှူပါအလှတော်ငွေ15သိန်းကျွန်တော်ဒီနေ့တန်ကားလည်း1350ဖြစ်တဲ့အတွက်ကျွန်တော်တို့ကမလုပ်လိုက်လဲဆိုဒီ9ဘောင်းကိုမနေ့ကကျွန်တော်ကိုယ်တိုင်ပါတယ်နော်သွားဝယ်တာ ငချင်းငချင်းငမြင့်ချင်းဆိုအဲ့လောက်မကြအောင်ငါဘိုးကြီးပဲ12သိန်းတောက်ကြငါတမျိုးတည်းနေ12သိန်းလောက်ကြတယ်နော်12သိန်းတော့ဒီဟင်းတမျိုးတည်းနေကျွန်တော်တို့တန်ငါများတဲ့အတွက်ဒီဟင်းတမျိုးတည်းနေကျွန်တော်တို့တွေ15သိန်းလောက်ကြတာပေါ့နော်15သိန်းလောက်ကြပဲဒီဖူပေါက်လေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ကဖူပေါက်ကဲကျွန်တော်ဟိုမတီလူနန်းတဲ့တရက်တရာလေးရဲ့အဆန်လှူတော်နေနဲ့ဆိုရင်ပြေသွားပါတယ်တန်ငါလေအစဟိုသား အလှူရှင်ကလိုအပ်တဲ့လောက်လှူခံပေမဲ့ကျွန်တော်တို့ကလှူနိုင်ပေမဲ့ကျွန်တော်တို့အများကြီးလက်မခံအောင်ဆိုတာလေဟိုကျွန်တော်တို့နောက်ဘက်ဆိုရင်ကိုကြီးကိုထုံးဝင်းနေလာမိသားစုတွေဟိုတနေ့ကလှူတဲ့လူကငွေပူပါတယ်နော်ငွေပူတယ်ဆယ်ရန်တွေလိုဘောင်းနေကြနောက်နေ့ကျရင်ကျွန်တော်တို့ကတန်ငါများတဲ့နေ့ကျရင်ပြန်ပြီးတော့စောင်းပြီးတော့ကျွန်တော်တို့သွားပါမယ်ဘာဖြစ်လို့လဲဆိုတန်ငါတက်လာတဲ့ခါသေးရ1800 1800ကျော်လေးတက်လာတယ်။တက်လာရင်တော်တော်ကငွေရလေးအရန်ဟဝါမယ် ဟာဟာဟိုတနည်းကတန်ကနေတယ်ငွေပို့တာကျွန်တော်မှတ်ထားတယ်မှတ်ထားပြီးတော့ကျွန်တော်တို့ဒီဟိုးစာပေါ့နော်နောက်နေကြရင်တကယ်လို့တန်က1800ရဲ့ဆိုသိန်းသိန်းအစိတ်3000လောက်ကြာသွားမှာဟိုအဲ့ဒါဆိုတော့နော်ကျွန်တော်တို့အဲ့လိုလေးစီစဉ်တာပါကိုကြီးကိုထုံးဝင်းများကြည့်နေမယ်ဆိုရင်လည်းနားလည်းပြီးပါအဲ့ဒီကတော့ဘေးဦးနဲ့ပါလေချမောင်ရဲ့ချမောင်ကျော်လေးမနေ့ကမနေ့ကနော်ဘေးဦးနဲ့ဘေးဦးစီပြန်လေးရဲ့ချမောင်ကျော်လေးနဲ့အဲ့ဒါတွေကပူပါတယ်ပူတဲ့ဟာကျွန်တော်တို့ဆယ်ရက်နေကို တန်ကထောင်ကျော်မသာ1900လောက်ဖြစ်ဖို့များပါတယ်ဖြစ်ခဲ့သည်ရှိတော့ကျွန်တော်တို့ကနော်ဒီအဲ့ဒီမှာအသားနဲ့ဒါမှမဟုတ်ခောက်ဆွဲနော်ခောက်ဆွဲရလဲ9500 8000လောက်တပိတ္တာကိုဖြစ်နေတာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ကဟိုခောက်ဆွဲဖို့တဘာကို1500လောက်ကြာတာပေါ့နော်တဘာကိုကျွန်တော်အဲ့ဒါအဲ့ဒါနဲ့အဆင်ပြေအောင်လို့ကျွန်တော်ကစီစဉ်ရမှာဖြစ်တဲ့အတွက် အပူတဲ့ဟာလေးကိုမတုံးတခါလေအကုတ်မလှူလိုက်ပဲနဲ့နောက်နေ့တန်ခါများခဲ့သည်ရှိတော်သည်ချိန်ခြင်းလို့ပါနော်ဒီနေ့ကတော့ကိုဇေယဝင်းထွတ်45ကျပ်မွေးနေ့လူအလှူတော်ငွေ55သိန်းကျပ်ပါကျွန်တော်တို့အလုံးတမကောင်းတဲ့အရသာကိုရှိနေတာပဲမချင်းပြူအကောင့်ကြီး3ဘိတ်တာနဲ့4ဘိတ်တာခြားလာရှိမယ်နော်အနည်းဆုံး3ဘိတ်တာလေးတစ်ကောင်တစ်ကောင်3ဘိတ်တာ4ဘိတ်တာရှိမယ်အသားကြီးပဲနော်အသားမအသားကြီးပဲဒါလေးကိုကျွန်တော်တို့ဂျေဆုတင်ပါတယ်နော် ကိုဇေယျဝင်းထွတ်45နှစ်ပြည့်မွေးနေ့မှဒီနောက်အသက်120တိုင်းမှဒီကျမ်းမာပါသည်ချမ်းသာပါသည်ဖုန်ကြီးပါသည်အသက်ရှိပါသည်အသက်ရှိသောအနာမဲ့ပြီးအနေခတ်သိဘိခတ်သိရခတ်သိကြောင်းချက်ခတ်သိစိုးရင်ခတ်သိဗျာပါရခတ်သိတောကခတ်သိနေကင်းကျင်းပါစီနော်ကိုဇေယျဝင်းထွတ်45နှစ်မွေးနေ့နောက်အသက်120တိုင်းမှကောင်းကျိုးလိုပါဆန္ဒတွေပြပါတယ်ဆုမွန်ကောင်းများဖို့တပါတယ်ဆက်လက်ပြီးမအေးတိုက်တဲ့နော်အော်လူနန်းနဲ့မတီလူနန်းနဲ့ကိုဇေယျဝင်းထွတ် နော်ကျေးဇူးဥပကာတင်ရှိပါကြောင့်ထပ်ထပ်ပြောကြားလို့ပါတယ်အလူရှင်တွေအလုံးတမရှာပါနေတဲ့အချိန်မှာနော်ကျွန်တော်လှူဒန်းပေးတာဖြစ်တဲ့အတွက်နော်တန်ခါတွေကိုခုလို့၅ပေါင်းလေးနဲ့ပေါ့နော်ကျွန်တော်တို့စက္ကန့်လှူဒန်းနိုင်ပါတယ်နော်၅ပေါင်းကကျွန်တော်မပေါင်းဖြစ်တာကိုကြီးတော်တော်ကြာပြီနော်ကြာသွားပြီမပေါင်းတာ၅လ၆လရှိပြီ၅ပေါင်းလေးရယ်ချမောင်ဟင်းလေးရယ်ပါချမောင်ဟင်းလေးရယ်နော်ခုနကျွန်တော်တက်တော့ရိုက်တော့ကြီးလိုက်ပါတယ်တပကံအမောက်ကုံသွားပါတယ်ထပ်မြင်းရင်တော့ကျွန်တော် စီးကြိုတက်ပါလိမ့်မယ် ဒါကြောင့်မမီးပြတ်တော့ပါဘူးဟုတ်ကဲ့နောက်ပြီးတော့ကိုငင်းညံအောင်မအေးတိုက်သမီးလေးအင်းချင်းမုံမိသားစုတော့ရေးပြီးတော့သသိန်းခွဲချက်လူတန်းပါတယ်ကိုငင်းညံအောင်မအေးတိုက်သမီးလေးအင်းချင်းမုံမိသားစုနော်ကျမ်းမာပါသေးချမ်းသာပါသေးဖုန်းကြီးပါသေးအသက်ရှိပါသေးအသက်ရှိတော့နာမယူအဲ့ဒီခက်သိဘေးခက်သိရခက်သိကြောက်ချက်ခက်သိဆိုးရခက်သိဘာဘာလည်းငင်းချင်းပါသေးကြောင်းစုမုံကောင်းတဲ့အချိန်ချင်းပို့တာပါတယ်ကိုငင်းညံမအေးတိုက်မိသားစုကျမ်းမာချမ်းသာဘေးပြဝေးကြသူ ဝေးဝါကြပါသည်ကောင်းကျိုးလိုအပ်ဇန္နာတွေပြည့်စုံကြပါသည်ကြောင့်ဆုမွန်ကောင်းများအချိန်ဒီပို့တတ်ပါတယ်ဆက်လက်ပြီးတော့နော်မတ်ချယ်ရီဖူဖူခိုင်ဤ26နှစ်မွေးနေ့လူပါတဲ့6တောင်းချက်ပါတဲ့မတ်ချယ်ရီဖူဖူခိုင်ဤ26နှစ်မွေးမွေးနေ့မှသည်နောက်အသက်120တိုင်မှသည်ကျန်းမာပါသည်ချမ်းသာပါသည်ဖုန်ကြီးပါသည်အသက်ရှိပါသည်အသက်ရှိသောအနာမေပြီးအနေခတ်သိဘိခတ်သိရခတ်သိကြောက်ကြခတ်သိဆိုးရခတ်သိဗျာပါဒဒုက္ခခတ်သိလေးကြီးနေပါသည်ဤကုသိုလ်သည်နိဗ္ဗာန်အထောက်ပတ်ဖြစ်ပါစေကြောင်းဆုပုံကောင်းတွေပို့တာပါတယ် 26နှစ်မွေးတဲ့နောက်အသက်120တိုင်ပါသေးကြောင်းစုမောင်မြာပုတ္တရေဖြစ်လူတန်းနဲ့ကိုဇေယဝင်းထွတ်45နှစ်မွေးနေ့အလူအတွက်ကိုနော်မာတီတန်အလူနဲ့ကိုငင်းငယ်အောင်မအေးတိုက်သမီးလေးအင်ဂျင်မိုးမိသားစုတွေရဲ့ကုသိုလ်မတ်ချယ်ရီဖူးတို့မိသားစုကုလူတန်းနဲ့ကုသိုလ်တက်ကိုအလူရှင်တွေအားလုံးမြတ်တာပို့ပါမယ်ဘေးရာခတ်သိငိမ့်တော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ ေးရန်ခတ်သိငြိမ်ကြပါစေဘေးရန်ခတ်သိငြိမ်တော်မူသောမြတ်စွာဘုရားကုသိုလ်ရှိအားလုံးတို့ဘေးရန်ခတ်သိငြိမ်ကြပါစေဘေးရန်ခတ်သိငြိမ်တော်မူသောမြတ်စွာဘုရားကုသိုလ်ရှိအားလုံးတို့ဘေးရန်ခတ်သိ ငြိမ်ကြပါစေသာသာတုသာတုဆက်လက်ပြီးတော့ဝေနေယသူကိစ္စတုပ္ပိသတ္တရလုံးရသတ္တရအနန္တစကြဝဠာအနန္တသတ္တရလုံးနဲ့သူညင်အမြင်နှင်းအမြတ်ထို့အမြတ်တရတရားမူပိုင်းဆုံးလာတဲ့ဗပိတုနဲ့ပတ္တမဆက်ဆက်မြသောဆူယောင်းကျော်ဘူအောင်ပေါင်းမြောင်းပေါင်းမြွှေတော်ရှစ်တောင်းမျိုးတော်ဖောင်းတို့အားလုံးအားလုံးတို့ကိုကျွန်တော်တို့ပြိဖိတ်ပါတယ်ထို့ပြင်တော့ ဖခင်တို့ရှင်မိခင်တို့ချဖခင်တို့ရှင်မိခင်တို့တချို့တို့လည်းကြွပေးပါကေပိဖိတ်တာကြတဲ့ဝိညာဉ်တုကိတာတုကိတာတတ်တော်အားလုံးတရက်တရားမိသားစုတွေမိုဘိုင်းဆုံးလုံးတွေပတ်သက်မဲ့ဆက်ဆက်မြတ်တော့အလူရှင်တို့နဲ့တကွနော်အားလုံးတို့တွေကိုဥစွာပထမမေတ္တာပို့ပါမယ်လုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေ။ ဥပါယမေရင်စင်ဝေငြိမ်းဤကြပါစေလုံးစုံများစွာတတဝါချမ်းသာကုစိတ်ငယ်ပါစေဥပါယမေရင်စင်ဝေငြိမ်းဤကြပါစေလုံးစုံများစွာတတဝါချမ်းသာကုစိတ်ငယ်ပါစေ ဥပယာမိကင်းစေဝေငြိမ်းဧကြပါစေသာဓုသာဓုသာဆက်လက်ပြီးတော့ဝိနည်းသုကိတတေသတ္တဝါလုံးစုံမြတ်သတ္တဝါတို့နဲ့ဒူဆိုရပြီးကုန်သောပုဂ္ဂိုလ်အပေါင်းတို့နဲ့ကွာရွှေတော်ရှစ်တောင်မျိုးတော်အပေါင်းများနဲ့ဒူလှူဒန်းခဲ့ကြတဲ့ကိုဇေယဝင်းထွတ်45ပြည့်မွေးနေ့လူ လူရန်နဲ့အလူရှင်တဲ့ကွာကိုငင်းညံအောင်မအေးတိုက်ပြီးသားစုလို့နဲ့လူမချယ်ဒီဖူးဖူးတို့နော်တမီလေးမအင်ဂျင်မိုးတို့အစသဖြင့်အားလုံးအားလုံးတို့ရဲ့ကုသိုလ်တွေကိုပဋိဒါနာပတ္တအနုရောဟာပြုလုပ်ပါတယ်ထို့ပြင်တော့ဤကုသိုလ်တွေဝမ်းမြောက်မှုမော်တာရုခေါ်ဖို့ဆောင်ရမ်းနေနေကြတယ်နတ်မြတ်နဲ့ကောင်းဓာတ်ဒီဝါပေါင်းလို့လည်းအထက်ဘွယ်အဝီသရှိမှအနန္တဆရာဘွယ်အနန္တဓာတ်ပြမာတို့နဲ့တူ တကြမ်းမြေမှာယမမင်းမှာမကြမ်းမိုဘိုင်းဆောင်းလောင်းတဲ့ဆောက်ကြောင်ယူစုနမီနေမှာအီတမောင်ဆောက်ကြောင်တမာဒီဝတ်နဲ့မျက်နှာကောင်နတ်ဒီဝါပါအတင်တို့အားလုံးကျွန်တို့တို့အမြတ်တမ်းများပေးပါကြီးအတင်တို့ကြားနိုင်ပါသေးမြင်နိုင်ပါသေးသိနိုင်ပါသေးကြားနိုင်မြင်နိုင်သိနိုင်ပြီးဝမ်းမြောက်မှုမော်တာလူခိုးဆူနိုင်ပါသေးကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါဘုရားသာဓုသာဓုသာဓုကုသိုလ် အမြအမြအမြယူတော်မူကြပါဦးတော်သာဓုသာဓုသာဓုအားလုံးပဲကိုစိတ်နေပြကျမ်းမာချမ်းသာကောင်းကျိုးလိုဝါဆန္ဒပြည့်စုံကြပါစေတတ္တဝမှန်သူတရားတွေ့ချမ်းမြေ့တာယာရှိတော်မူနိုင်ကြပါစေခင်ဗျာ